ညာပါရှင်ကျမကတော့ယူမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့မနေ့ကဧပြီလ22ရက်မှာငလျင်၃ချိန်လှုပ်ခတ်ခဲ့တဲ့သတင်းပိုယဟမ်မင်းကြီးဖရန်စစ်ကွဲလွန်သွားတဲ့သတင်းဖိလစ်ပိုင်နဲ့အမေရိကန်တို့တပ်ဖွဲ့ဝင်14000နဲ့သုံးဖက်ကြားပူးတွဲစီရင်လေ့ကျင့်မှုစတင်တဲ့သတင်းအမေရိကန်ဒုတိယသမ္မတရဲ့အိန္ဒိယခီးစဉ်စတင်တဲ့သတင်းအစရှိတဲ့သတင်းတွေကို တင်ဆက်ပေးပါမယ်။ ထမဆောင်သတင်းအနေနဲ့မနေ့ကဧပြီလ22ရက်မှာငလျင်၃ချိန်နှုတ်ခတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်လုံမဲ့လို့ကောလာဟာလာသတင်းတွေထွက်ခဲ့တဲ့မနေ့ကဧပြီလ22ရက်မှာငလျင်၃ချိန်နှုတ်ခတ်ခဲ့ပါတယ်။မနက်3:48မိနစ်58စက္ကန့်အချိန်မှာရေရာရှည်မြို့အနောက်မြောက်ဖက်15မိုင်ကွာကိုဗဟုပြုပြီး10ကီလိုမီတာနက်ကနေနှုတ်ခတ်ခဲ့တဲ့ပြင်အား3.9ရစ်စတာစကေးရှိတဲ့ငလျင်တစ်ချိန် နေ့လယ်7:28မိနစ်38စက္ကန့်အချိန်မှာမြစ်သားမြို့အနောက်တောင်ဘက်19မိုင်ကွာကိုဗဟိုပြုပြီး10ကီလိုမီတာနက်ကနေလှုပ်ခတ်ခဲ့တဲ့ပြင်အား3.2စကေးရှိတဲ့ငလျင်တကြိမ်ညနေ18:55မိနစ်45စက္ကန့်အချိန်မှာကြောက်စဲမြို့အနောက်တောင်ဘက်4မိုင်ကွာကိုဗဟိုပြုပြီး10ကီလိုမီတာနက်ကနေပြင်အား3.1ရစ်စတာစကေးရှိတဲ့ငလျင်တကြိမ်စုစုပေါင်း3ကြိမ်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သတင်းလေးနဲ့ပိုယဟန်မင်းကြီးဖရန်စစ်ကွဲလွန်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပိုယဟန်မင်းကြီးဖရန်စစ်ဟာအသက်88နှစ်အရွယ်မှာကွဲလွန်သွားပြီဖြစ်ကြောင်းမနေ့ကဧပြီလ22ရက်မှာဗာတီကန်ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ပိုယဟန်မင်းကြီးဟာဗာတီကန်ကာဆာစင်တာမှာတာရှိသူနေထိုင်ရာနေရာမှာပဲကွဲလွန်သွားခဲ့တာဖြစ်ပြီးသူ့ရဲ့ဘဝတစ်ခုလုံးဟာဖျားသခင်နဲ့အသင်းတော်ရဲ့အမှုတော်အတွက်အံ့နိုင်ခဲ့တယ်လို့ဗာတီကန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပေါ်ရဟမီနီဖရန်စစ်ဟာအစ္စတာပွဲတော်ကာလထောင်ပေါင်းများစွာသောဝိပုသူတွေကိုစုတောင်းပေးဖို့လူမြင်ကွင်းကိုထွက်လာပေးပြီးနောက်တရက်ကြာမှကွယ်လွန်ခဲ့တာဖြစ်ပါတယ်။အသက်88နှစ်အရွယ်ပေါ်ရဟမီနီဟာပန်းနာရင်ကျက်ခဲ့သောအသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာကြောင့်ဖေဖော်ဝါရီလ14ရက်ကရောမမြို့ရှိစေယုံမှာကာလတန်ကြာကုသမှုခံယူခဲ့ပြီးနောက်မကြာသေးခင်မှာစေယုံကသင်းလာတာပါ။ ပိုယဟမင်းကြီးဖရန်စစ်ဟာ2023ခုနှစ်မတ်လအတွင်းကလည်းအသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာကြောင့်ဆေးရုံတက်ခဲ့ရပါသေးတယ်။အဲ့ဒီနှစ်ဇွန်လအတွင်းမှာတော့အစာရေးဥလမ်းကြောင်းခွဲစိတ်မှုခံယူခဲ့ရပါတယ်။ပိုယဟမင်းကြီးဟာအသက်22နှစ်အရွယ်ကလေးကအဆုတ်တစ်စိတ်တစ်ပိုင်းကိုဖယ်ရှားခံခဲ့ရသူဖြစ်ပါတယ်။ရိုမန်ကက်သလစ်အကြီးအကဲဖြစ်တာဝန်ယူစဉ်၁၂နှစ်တာကာလအတွင်းပိုယဟန်မင်းကြီးဟာဆေးရုံချိန်ချိန်တက်ခဲ့ရပြီး ကျမ်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နောက်ထပ်သတင်းလေးနဲ့ဖိလစ်ပိုင်နဲ့အမေရိကန်တို့တပ်ဖွဲ့ဝင်14000နဲ့သုံးဖက်ကြားပူးရိပ်စီရင်လေ့ကျင့်မှုစတင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်တရုတ်ပင်လယ်ရေးတရုတ်နိုင်ငံနဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာအမေရိကန်နဲ့ဖိလစ်ပိုင်တို့ဟာတပ်ဖွဲ့ဝင်14000ကျော်ပါဝင်တဲ့နှစ်စဉ်စီရင်လေ့ကျင့်မှုကိုမနေ့ကစတင်လိုက်ပါတယ်။စစ်ပွဲတစ်ပွဲအတွက်ကြိုတင်ပြင်ဆင်စတင်မှုဖြစ် ပလီကန်တန်စီရင်လက်ချက်မှုကိုမေလာ9ရက်ထိသတင်းသုံးပတ်ကြာပြုလုပ်သွားမှာဖြစ်ပြီး MEC သင်းမောဖြတ်ဒုံးကြီးစနစ်နဲ့ဟိုင်းမာဒုံးကြီးစနစ်တွေအပါအဝင်အမေရိကန်ရဲ့လက်နက်များစွာပါဝင်မှာဖြစ်ပါတယ်ဖိလစ်ပိုင်ဟာလည်းမဟာမိတ်အမေရိကန်နဲ့အတူကြီးစစ်တွေနဲ့ပြစ်ခတ်မဲ့စီရင်လက်ချက်မှုတွေသူ့ရဲ့ကိုပိုင်ဒုံးကြီးစနစ်ကိုလည်းစမ်းသပ်မယ်လို့သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်အမေရိကန်စစ်တပ်ကလက်ချက်မှုဆိုင်ရာညွှန်ကြားရေးမှု James Glynn ကတော့ဒီစီရေးလေ့ကျင့်မှုဟာနှစ်ဖက်တက်တွေရဲ့စမ်းဆောင်ရည်တွေကိုနယ်ပယ်ပေါင်းစုံမှာတိုင်းတာမဲ့အပြည့်အဝတိုက်ပွဲဝင်မှုစမ်းသပ်ချက်ဖြစ်တယ်လို့ဆိုပါတယ်။လေ့ကျင့်မှုတွေမှာဒုံးကျည်ချင်းချောက်မှုများကို ကာကွယ်ခြင်းပင်လယ်ပြင်ကျူးကျော်ဝင်ရောက်မှုတွေကိုတားဆီးခြင်းတွေလည်းပါဝင်ပြီးတောင်တရုတ်ပင်လယ်မှာဒီနေ့ကြုံနေရတဲ့လုံခြုံရေးစိန်ခေါ်မှုတွေကိုထည့်သွင်းတွက်ချက်ထားတယ်လို့ပြောပါတယ်။ယခုစီရေးလေ့ကျင့်မှုမှာအမေရိကန်တပ်ဖွဲ့ဝင်9000နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်9000တို့ပါဝင်ပြီးဩစတြေးလျဂျပန်ဗြိတိန်ပြင်သစ်နဲ့ကနေဒါတို့မှတပ်ဖွဲ့ဝင်အနည်းငယ်လည်းပါဝင်ခဲ့ကြပြီးအခြား16နိုင်ငံကလည်းလေလာသူအဖြစ်တက်ရောက်ခဲ့ကြပါတယ်။နောက်ဆုံးသတင်းအနေနဲ့အမေရိကန်ဒုတိယသမ္မတရဲ့အိန္ဒိယခီးစဉ်စတင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ဒုတိယသမ္မတ JD Vance ဟာမနေ့ကဧပြီလ22ရက်မှာသူ့ရဲ့၄ရက်ကြာအိန္ဒိယခီးစဉ်ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။ သူခီးစဉ်တွင် ဝင်းကြီးချုပ်နာရင်တာမိုဒီနဲ့တွေ့ဆုံခဲ့ပါတယ်။အိန္ဒိယနယ်ပါးဇနီးတဲ့ Uta Bench အပါဝင် သူ့ရဲ့မိသားစုနဲ့အတူ ရောက်ရှိလာတဲ့ Vans ဟာမိုဒီနဲ့တွေ့ဆုံရင်တွင်အခွန်စည်းချက်မှုဆိုင်ရာနဲ့နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမယ်လို့မျှော်လင့်နေကြပါတယ်။သူအနေနဲ့အိန္ဒိယကအမေရိကန်ရဲ့ကာကွယ်ရေးပစ္စည်းတွေကိုဝယ်ယူရေးနဲ့ပတ်သက်ပြီးဖိအားပေးဖို့ရှိနေတယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ ဖန်စာဇနီးတဲ့ဦးရှာနဲ့သူတို့ရဲ့ကလေးသုံးဦးဖြစ်တဲ့ Ivan, Vivan နဲ့ Mia Bear နဲ့အတူမနေ့ကနနက်ပိုင်းမှာ Flan Leader Scan ကိုလေရင်နဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ခီးစင်မှာ Vance နဲ့အတူ Pentagon နဲ့နိုင်ငံခြားရေးရာဌာနတို့မှာအကြီးတန်းရရှိ၅ဦးလိုက်ပါလာကြောင်းသိရပါတယ်။မနေ့ကတရက်တာဖြစ်ပျက်ခဲ့မြတ်သတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးတွေရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။